こんにちは。え、今はろパンタンダ、ジャパンバタ、アトゥリチン店長へ長へトレーナーとうဖြစ်て、メザルルンဖြစ်ပါတယ်。え、今へ長田里でま、ブルー長田里見れそうろ。ဥပမာเสียาね対面でそれ姿りをジャパンのပြောめそうလိုက်ပါそう。あら、トゥルーリ背てま、先生に相談するら。先生と相談するら。トゥルー見れんと言うで。けどろ、เสียาね対面でそれ ဒီစာကြောင်းလေးကိုကျမတို့ဂျပန်လိုပြောတော့မယ်ဆိုလို့ရှိရင်ဆင်းဆဲတိုလာဆင်းဆဲနီလာဆိုတာကိုကျမတို့တသက်ကိုသိရအောင်ပထမဆုံးနီနေတိုရဲ့အဓိပ္ပာယ်ကိုအဲတသက်ကိုသိဖို့လိုပါတယ်ဆိုတော့တိုဆိုတဲ့သဘောသဘာဝလေးအရင်ဆုံးကြည့်မယ်ကျမတို့ N5 မှာကတည်းကသင်ခဲ့ရတယ်ဥမာ友達と昼ご飯を食べます。တငယ်ချင်းနဲ့နေ့လည်စာစားတယ်ဆိုတဲ့စကားလုံးဒီမှာစာကြောင်းလေးမှာကြည့်လိုက်เนาะတငယ်ချင်းလည်းစားတယ်ကိုကလည်းစားတယ်ဆိုတဲ့သဘော 友達と映画を見ます。ဒီမှာလဲထွေး၎င်းပဲတငယ်ချင်းနဲ့ကြည်တယ်ကိုလည်းကြည်တယ်ဆိုတဲ့သဘောဒါကြောင့်မို့လို့တို့ဆိုလို့ရှိရင်ပါလဲဆိုတော့ဟိုဘက်ကလည်းလုပ်တယ်ဒီဘက်ကလည်းလုပ်တယ်နှစ်ဦးနှစ်ဖက်အတူတူလုပ်နေကြတဲ့သဘောဖြစ်ပါတယ်ဒီတော့ဥမာဆိုလို့ရှိရင်အခုပေါ့နော်ဥပမာပေါ့နော်ဟိုဘယ်เจ้าကိုရွေးရမလဲဆိုတာကိုဆရာနဲ့တိုင်ပင်နေတယ်လို့ဆိုကြပါစို့နော်ဆရာနဲ့တိုင်ပင်နေတယ်ဆိုလို့ရှိရင်နေတယ်တိုင်ပင်နေတယ်ဆိုတော့ ကိုကလည်းဆရာကိုပြောမယ်တိုင်ပင်မယ်ဆရာကလည်းဒီလိုလုပ်ပါလားဆိုပြန်ပြီးဆွေးနွေးမယ်ဆိုတော့ဒါအပြန်အလှန်လုပ်နေကြတဲ့သဘောဖြစ်တယ်ဒီလိုမျိုးမှကြတော့ဆင်းဆဲထုတ်ဆိုတာしています။နော်ရပြီနော်ဆင်းဆဲထုတ်ဆိုတာしています။ဆရာနဲ့တိုင်ပင်နေပါတယ်ဒီနေရာမှာဘာလို့တို့သုံးလိုက်လဲကျွန်မပြန်နေမယ်ဘာလို့လဲဆရာကလည်းကိုတိုင်ပင်တာပြန်ပြောမယ်ကိုကလည်းဆရာကိုတိုင်ပင်မယ်ဒီလိုမျိုးအပြန်လည်းလုပ်နေတဲ့သဘောဖြစ်တဲ့အတွက်တို့နဲ့သုံးတယ် ကဲဆိုလို့ရှိရင်နိဆိုတာကရောဘလို့သဘောတဘာဝရှိလဲဆိုလို့ရှိရင်နိဆိုတာကဒါရိုက်ရှင်ကိုပြောတာဒါကျွန်မနားလေတယ်လို့ပြောပြတာနိဆိုတာလေဒါရိုက်ရှင်ကိုပြောတာကွယ်သူကနော်ဥမာဆိုလို့ရှိရင်ဥမာဥမာဆိုလို့ရှိရင်日本に来ますဂျပန်တို့တပါတယ်နော်ဥမာ先生に聞きますဆရာを見れるウーティーပြီးတော့သူကပြောရတဲ့သဘောဥတီရတဲ့သဘောဖြစ်တယ်เนาะဥမာဆိုလို့ရှိရင်ထမောဒတိနိအာဂေမတ် ဟောတငယ်ချင်းကိုပေးတယ်တငယ်ချင်းကိုဥတီပြီးတော့ပေးရမယ်။သူကဥတီတဲ့သဘောဖြစ်တယ်။နော်ဆိုတော့ဆိုတော့ဆင်းဆင်းနိသိုဒန်ရှိမှဆိုတာကကိုကကြတော့စကူကိုဖက်ကနေသွားပြီးတော့ဆရာကိုတိုင်ပင်တဲ့သဘောဆရာဖက်ကတော့ပြန်ပြီးတော့မပြောသေးဘူးဆက်နော်မပြောသေးဘူးကိုဖက်ကသွားပြီးတိုင်ပင်ရမယ်သဘောဖြစ်တယ်။နော်ဥမာဆိုလို့ရှိရင်ကိုကဟိုမှာတငယ်ချင်းတယောက်ကပြောမယ်အာအာနော် 嗯どこの大学に行こうか迷っているんだよねそうてげじんがပြောれそうばぞเนาะのあれまのシアねタイミナー高んでそうびろこうはပြောめそうばぞเนาะシアねタイミナー高んでそうろကောမတိုင်ပင်ရသည်ဘူးလေ။ကိုကဆရာကိုဥတီပြီးတော့သွားပြီးတိုင်ပင်ရမှာလေ။ဟုတ်တယ်မလား။ဒါကြောင့်မလို့ကျွန်တော်တို့ကပါလေဒီနေ့မှာကြတော့ဆင်းဆင်းနီဆိုဒန်ရှိတာဟုတ်ပါ ਈ ですよ။ရပြီနော်။ဒီနေ့မှာကြတော့ဆင်းဆင်းနီဆိုဒန်ရှိတာဟုတ်ပါ ਈ ですよ။ဘာလို့ကျွန်မနီသုံးလိုက်လဲ။ ဆရာကူဦးတီးပြီးတော့ကိုကနေပြီးတော့သွားပြီးတော့တိုင်ပင်ရမှာဖြစ်တဲ့အတွက်ညကိုတုံလိုက်ပြီးတော့ဆင်းဆင်းနေဆိုတာဆိုတာရှိမှာနော်ဟုတ်ပြီနော်အဲ့ဆိုပြန်ပြီးတော့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာက အကဥမာဆင်းဆင်းနီဆိုးတန်းရှိမှဆိုတော့ကျတော့ကိုကဆရာကိုဥတီပြီးတော့သွားပြီးတိုင်ပင်ရမယ်တဘောဆရာကတော့ဘာမှပြန်ပြီးတော့မပြောရသေးတဲ့အနေအထားလေးမှာဆိုလို့ရှိရင်ဆင်းဆင်းနီဆိုးတန်းရှိမှကဲဆိုဆရာကလည်းဒီဘက်ကပြန်ပြီးပြောပြီးကိုကလည်းတိုင်ပင်နေပြီးအပြန်အလှန်ပြုလုပ်နေကြတဲ့သဘောဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါဒါဘာလဲဆိုတော့ဆင်းဆဲတော့ဆိုးတန်းရှိမှကိုတော့မှဖြစ်ပါတယ်